ဟာဗတ်တက္ကသိုလ်ထောက်ပံ့ငွေများအားတမွေးဝမ်းကြောင်းတက္ကသိုလ်များသို့လွှဲပြောင်းပေးမည်ဟုထရန့်ချင်းချောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American သမ္မတဒေါ်နယ်ထရန့်က Harvard တက္ကသိုလ်ကို ထောက်ပံ့မဲ့ဘီလီယံဒေါ်လာတွေကို American တဝမ်းရှိရဲ့တမွေးဝမ်းကြောင့်ဤပညာကျောင်းများသို့လွှဲပြောင်းပေးသွားမယ်လို့တလင်းလာနေ့ကချင်းချောင်းလိုက်က Harvard လိုထိပ်တန်းတက္ကသိုလ်ကြီးနဲ့တင်မာမှုမြင့်တက်နေပါတဲ့ ဆိုရှယ်မီဒီယာပို့စ်တစ်ခုမှာထရန့်က Harvest ဟာဂျူးမုံတီးရဲ့လမ်းစဉ်ဖော်ဆောင်နေတယ်လို့ဆွဆွဲလိုက်ပြီးရန်မုံငွေတွေကိုအတမွေးဝမ်းချောင်းပညာရေးမြင့်တင်ဖို့လွှဲပြောင်းသွားဖို့အကြံပြုထားပါတယ်။ဒါဟာတိုင်းပြည်အတွက်အရေးတကြီးလိုအပ်နေတဲ့ယင်းဤမြုပ်နှံမှုကြီးပဲလို့သတ်မှတ်နေပါတယ်။ ောက်ထပ် post တစ်ခုမှာဆိုရင် Trump က Harvard တက္ကသိုလ်ကနေနိုင်ငံခြားသားအကြောင်းသားများရဲ့အချက်အလက်များကို တင်ပြဖို့ဆောင်ဆိုင်နေရမှာ Harvard ကအလွန်နှောင့်နှေးနေတယ်လို့ပြောထားပါတယ်။ထရန့်အစိုးရအနေနဲ့ Harvard မှာနိုင်ငံတကာမှကျောင်းသားများအနှံခွင့်ကိုပိတ်ဆို့ဖို့နဲ့ထောက်ပံ့ငွေတွေလည်းရင်ဆိုင်ဖို့လှုံ့ဆော်နေပြီဖြစ်ပါတယ်။ Harvard တက္ကသိုလ်က American တက္ကသိုလ်တွေထဲမှာတက်တန်းအရင်ဆုံးတဲ့အချမ်းသာဆုံးဖြစ်ကဒေါ်လာ53ဘီလီယံထောက်ပံ့ငွေရရှိထားပါတဲ့လက်ရှိမှာနိုင်ငံပေါင်း140ကျော်မှကျောင်းသား6800နီးပါးလက်ခံတင်ကြားပေးနေပါတဲ့အချက်လက်များအရ2023စာတင်နှစ်မှာ စုစုပေါင်းကျောင်းသားဥယျာဉ်ရဲ့28ရာခိုင်နှုန်းကျော်ကနိုင်ငံခြားကျောင်းသားများဖြစ်နေပါတယ်လို့သိရပါတယ်ရှင်။